ဂရနီပြည်နယ်မှာရှိတဲ့တိုက်ပွဲပြင်းထန်နေတဲ့ဒီမိုဆိုမျိုးလမ်းဆောင်ဖက်ဆိုင်ကင်မောင်းတွားတဲ့အမျိုးသမီးတဦးကိုစစ်တပ်ကခေါ်ဆောင်တွားတယ်လို့စီရီသတင်းရင်းမြစ်တို့ကပြောပါရယ်စက်တင်ဘာလ28ရက်နေ့မနက်7:00နာရီဝန်းကျင်မှာအသက်30ဝန်းကျင်အရွယ်အမီမတိအမျိုးသမီးတဦးကဒီမိုဆို၄မိုင်ဖက်ကနေဒေါငန်ခါလမ်းဆောင်ဖက်ကိုလုံချုံရဲ့အသားစီးတွေကြောဖက်ကဆိုင်ကယ်ကိုအရှင်နဲ့ဖြတ်မောင်းတွားတယ်လို့ပြောပြထားပါရယ် အဲ့ဒီနောက်မီးပွိုင်လန်းစုံအနေရောက်တဲ့အချိန်မှာအဲ့ဒီအမျိုးသမီးကိုစစ်သားတွေကခေါ်ဆောင်သွားတယ်လို့ဒရုန်းမှတ်တမ်းတွေမှာတွေ့ရပါတယ်။ဒီမော့ဆုံမျိုးနဲ့ဒုံငန်ခါရက်ွက်ကိုစစ်တပ်ကအင်အားအလုံးအရင်နဲ့စစ်ကြောင်းထိုးလာပြီးအနည်းမှရှိတဲ့ကြီးရွာတွေကိုလေကြောင်းလက်နက်ကြီးဒရုန်းတိုက်ခိုက်မှုတွေပြုလုပ်လျက်ရှိပါတယ်။အဲ့ဒီလိုစစ်တပ်ကထိုးစစ်တိုက်ခိုက်မှုတွေကြောင်း တော်လိုင်းရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေပြင်းထန်နေတဲ့အတွေ့ပြည်သူတွေအနေနဲ့လုံခြုံရေးတည်ရှိဖို့နဲ့နယ်မြေခံတော်လိုင်းရေးတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်တွေကိုလိုက်နာဆောင်ရွက်ကြဖို့ Greenie အမျိုးသားများကာကွယ်ရေးတပ် KNDF ကတိုက်တွန်းထားပါတယ်။ပြီးခဲ့တဲ့အော်ဂိုလာ30ရက်နေ့မနက်ပိုင်းကလည်းနမ်မေခုံတုံးငံခါလမ်းမပေါ်မှာစိုင်းကဲမောင်းနှင်းလာတဲ့အရတားတူကိုစစ်ကောင်မရှင်တပ်သားတွေကတနက်နဲ့ပြစ်တက်ခဲ့တယ်လို့တော်လိုင်းရေးတပ်ဖွဲ့တွေထံကသိရပါတယ်ရှင်။